အဲကြောင့်လူဘဝရတော့လည်းပဲရှင်ပြုယဟန်ခံဆိုတဲ့အလုံမျိုးဟာပါရမီရှိဘုံကံရှိတဲ့ပုံကိုယ်တွေပဲလုံနိုင်တာတဲ့ဘုရားကဒါပြောတာဟုတ်ပြီလားအဲ့လိုလုံလုံတော့တော့ဘာအကျိုးတွေရသလဲလို့မေးအကျိုးတွေကအများကြီးပဲအဲ့ဒီကမှဥစဉ်ကသတော်ကောင်းတွေစတိုရီလေးတစ်ပုဒ်ထုတ်ပြမယ်နော်ကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ် အဲ့ဒီအိညာတရနာဒီဆိုတဲ့မြို့သမီးကတားလေးတယောက်ရှိတယ်ပထမတော့ရှင်ပြုပေးခြင်းစိတ်သိမ့်မရှိဘူးတဲ့နောက်ဆုံးတော့ရှင်ပြုပွဲရဟန်းငံပွဲတွေသွားရင်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 နဲ့ဟာတန်ကတော့ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့တားလေးကိုရှင်ပြုပေးခြင်းစိတ်ပေါက်လာတယ်ဟာပြီးပြီဆိုဆိုနဲ့တတ်နိုင်တဲ့မြို့သမီးဆိုတော့ရှင်ပြုရဟန်းငံတရားတွေနားထားလိုက်ရတဲ့အဲ့ဒီမြို့သမီးကတားလေးကိုတခါတည်းရှင်ပြုပေးလိုက်တာ ွင်လေးကလည်းပဲသာသနာပေါင်းရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အထုတ်ပြီးစာသင်လိုက်တာအသက်16နှစ်ကျော်20နီးသွားတဲ့အခါစာတော်တော်ပေါက်မြောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တုံးမေးအမေကိုတိုင်ကပဲအဲ့ဒီကိုရင်ကိုတစ်ခါပြန်ပြီးတော့ရန်ခံပေးတယ်ရန်ခံပေးလိုက်တော့အဲ့ဒီဒကမကြီးကဘာဖြစ်တုံးမေးရှင့်ဒကမလည်းသူ့ပဲရန်ဒကမကြီးလည်းသူ့ပဲ ိုရင်ဝက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြစ်ပြီးရောပြစ်ထားသလားမီးတော့မပြစ်ဘူးတဲ့ပြည့်တဲ့နေ့တိုင်းနေ့တိုင်းကြောင်းတော့သွားပြီးတော့ဆုံးပို့ပေးတဲ့ဗျာဟုတ်လားအဲ့ဒီမှာယဟန်ဖြစ်သွားတဲ့သူ့သားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြည့်တဲ့ပိရိကသုံးပုံဆောင်ကြီးဖြစ်သွားတာပေါ့ပိရိကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းတော့သွားပြီးဆုံးပို့အဲ့ဒီအချိန်မှာသူ့ရဲ့အသည့်ကဘာတိုးလာလဲလို့မေးလိုက်တော့ငါမှန်ပြီ ငါသားလေးရှင်ပြုတ်ပေးလိုက်ရရန်ခံပေးလိုက်ရတာမှန်တော့ဘာဖြစ်လို့တော့မင်းသားဥစဉ်စာချနေတာ ကြည်ပြီးပို့ပြီးတော့ဝမ်းသာလို့တယ်ဟုတ်လားဟဲ့ငါလူဘဝမှာထားမယ်ဆိုငါသားခုချင်းဆိုအိမ်အောင်ကြပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှမသိဘလို့သားတွေမွေးလို့ငါမြည်တယ်ဘလို့ပုံကိုနေတယ်ငါဘလို့ရင်ဆိုင်ရမှမသိအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သာမဏေမလီကြီးညိုစရာကောင်းလိုက်တာယဟန်တော်ကြော်မော်တွေကြီးညိုစရာကောင်းလိုက်တာ ငါမှန်ပြီမှန်ပြီမဲ့ညအိယာဝင်နေအိယာဝင်နေနှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာတဲ့စာကာနုဒတိခေါ်တာပေါ့ဟုတ်လားဘာနုဒတိလဲသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုသူနားလည်ပြီးတော့ညအိယာဝင်တိုင်းပြောတာဟုတ်ပြီလားညအိယာဝင်နဲ့သူပြောတယ်ညအိယာဝင်နဲ့တွေးလိုက်တဲ့နဲ့သူကျင်တ်တယ်အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြိတဲ့တူတူပြောကြပါဆိုအသက်ကြီးလို့ ိရတဲ့လဲပြီးသေကဏီကာလရောက်သွားတော့နတ်ပြည်၆တကနတ်သားနတ်သမီးတွေကနယထ၆ဆင်းနဲ့လာပြီးတော့လူကြတာတယ်ဗျာဟုတ်ပြီလားနယထ၆ဆင်းလာလူတယ်အာကျွန်တော်တို့နတ်ပြည်လာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နတ်ပြည်ကကျွန်တော်တို့ကဘယ်ရထားကပါအကုန်လုံးလာလူတယ်သေကဏီကာလရောက်သွားတော့ဗိတဲ့အဲ့ဒီမျိုးသမီးကြီးကြောက်စိတ်တွေရှိလာမိလဲတော့မရှိဘူးကြောက်စိတ်ရှိရလား ဘာတွေရှိသားလို့လဲမေးရင်ကောင်းမှုရှိသားလို့ဘာရှိသားလို့ဣဒာမောရတိပိဇာမောရတိကတပုံညောဥပယထာမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတ္တုမတနောကတပုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣဒာမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပိဇာမောရတိနောက်ဘဝလည်းမောဝမ်းမြောက်ရတယ်ဥပယထာမောရတိဒီဘဝနောက်ဘဝဘဝနှစ်ခုသလုံးဝမ်းမြောက်ရတယ် ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ဒီဘဝလည်းဝမ်းမြောက်ရတာပဲနောက်ဘဝလည်းဝမ်းမြောက်ရတာကမ္မဝိတုဒ္ဓိမတ္တနောတဲ့အော်ငါအသက်80နေခဲ့တဲ့80လုံးလုံးငါလေးတဲ့ကောင်းမှုလေးနဲ့ပဲငါနေခဲ့ရတာပဲဆိုတာကိုပြုထားတဲ့ကောင်းမှုမြင်လိုက်ရတော့ပိုးတော်ဝမ်းတောက်သေးတယ်တဲ့တော်ကောင်းတော့ဟုတ်ပြီလားအဲ့ဒါကြောင့်နယထားဒီ6ဆင်းတဲ့နတ်သားနတ်သမီးတွေလာလူတော်လဲပဲကြောက်စိတ်ရှိရလားကြောက်စိတ်တစ်စက်မှမရှိဘူး အဲ့ဒီမှာသူရဲရင်ရင်နဲ့သူ့ပေါ်တက်ပါငါ့ပေါ်တက်ပါလူနေကြတော့သူကမေးတယ်ငါသွားခြင်းနဲ့နတ်ပြေကဖះလောက်နတ်သားတွေဓမ္မကတိကနတ်သားတွေရှိတဲ့နတ်ပြေပဲငါနေခြင်းနဲ့ငါသွားခြင်းနဲ့ဖះလောက်နတ်သားရှိရင်အဲ့ဒီဖះလောက်ကြီးကငါတရားနာခြင်းနဲ့ဓမ္မကတိကနတ်သားရှိရင်ဓမ္မကတိကနတ်သားတွေထံကငါဟိုမှာလည်းပဲတရားဆက်နာခြင်းသေးတယ်အဲ့လိုနတ်သားတွေရှိတဲ့နတ်ပြေကိုပဲငါလိုက်ခြင်းနဲ့လို့ပြောတော့ ဲ့ဒီမှာတုတိတာနတ်ယထဘောကနတ်သားကဟာအဲ့ဒါကျွန်တော်တို့နတ်ပြည်ပဲရှိတယ်ကျန်တဲ့နေရာမရှိဘူးဒါဆိုငါတုတိတာနတ်ယထဘောပဲတက်မယ်ကျန်တဲ့ယထငါမလိုက်ချင်ဘူးလို့ပြောတယ်ဗျာကောင်းမှုရှိတာတော့ရွေးချယ်ပိုင်ခွင့်လည်းရှိတယ်ဒါပြောတာဟုတ်လားကောင်းမှုသာမရှိသတော်ကောင်းတွေရွေးချယ်ပိုင်ခွင့်ရှိပါမလားရှိပါဗျာဘယ်ရှိမလဲဘယ်ရှိမလဲအဲ့ဒီမှာတုတိတာနတ်ယထတစဉ်ကြံခဲ့တယ်နတ်သက်လူသက်ချွေပြီးတော့သေးတော့အဲ့ဒီနာယထားပေါ်တက်ပြီးနတ်သမီးကြီးသူဖြစ်သွား နတ်သမီးဖြစ်သွားတော့တတိကလည်းကောင်းလိုက်တာငါခုနတ်ပြည်မောင်းရတော့မှာပဲဟေ့နတ်ပြည်မမောင်းစင်းနဲ့ငါကြားဘူးတဲ့ငရဲပြည်ဆိုတာအင်မတန်မှဆင်းရဲတယ်ပင်ပန်းတယ်ဒုက္ခများတယ်လို့ငါကြားဘူးတယ်တောက်ကြစားကြမူးကြယူကြကုသိုလ်မေ့ပြီးတော့နေရတဲ့လူတွေအတွက်အဲ့လိုငရဲပြည်ကြီးဘလောက်ထိပင်ပန်းနဲ့ဆင်းရဲတယ်ဆိုတော့လည်းငါတော့ကြည်ကျင်သေးတယ်အဲ့ဒါကြောင့်ငါ့ကိုအဲ့ဒီလိုက်ဖို့ပေးစမ်းလို့ပြောတဲ့ဗျာနတ်ယထာကိုငရဲပြည်မောင်းခိုင်းတာဟုတ်လား အဲ့ဒီမှာနိုင်ရထားနတ်သားကြီးကလည်းရပါတယ်မောင်းပေးပါမယ်။ငရဲ့ပြီမောင်းတာ။ဒီရှင့်တကမလားလို့မထင်စေနဲ့ပေါ့ပန်းဝင်လေးတွေနဲ့ပါလေးတွေအလှပြင်ထားပေါ့။ဟုတ်လား။အဲ့ဒီမှာရှင့်တကမရဟန်းတကမနတ်သမီးကြီးငရဲ့ပြီဖြတ်သွားလို့တော့ငရဲ့ပြီကြီးတကူလုံးကတတ်တာဖြတ်တာတွေရက်ပြီးတော့အားလုံးကအေးချမ်းနေတာတဲ့။တခါမှဒီလိုကုမဖြစ်ဘူးပဲနဲ့ဘလို့ကြောင့်ဖြစ်တယ်လေ။အားလုံးကငရဲ့ပြေကလူတွေအံ့ဩကုန်ကြတယ်။ နောက်ဆုံးတော့တိကြတယ်ခါတိုင်းဆိုရင်ကွာငါမနဲ့မိုးလင်းတာနဲ့တပြိုင်နဲ့ပေါ့နောက်ကျောကအကြီးနဲ့ချိအဲ့ဒါနောက်ကနေဒုံကြီးနဲ့ရိုက်နာလို့မရှိမတူရှိမတူရင်ဒုံနဲ့ရိုက်ဒုံနဲ့ရိုက်လို့နာလို့ရှိသွားနောက်ကကျောကြီးကချိန်ထားတဲ့ဟာကြီးကနာဟာနောက်တယောက်ဆိုလည်းအထက်ကိုလက်ပတ်မင်းကြီးပေါ်တက်ခိုင်းလက်ပတ်မင်းကစူးကြည့်နေတဲ့တက်လိုက်ပြန်တော့ရင်ဘက်ကိုစူးနဲ့ထိုးမတက်ပြန်တော့နောက်ကဒုံနဲ့ရိုက်ဟာတချို့ကြတော့ရှာကြီးကိုအဲ့နဲ့ထိုး တန်တဲ့ထိုးအမျိုးမျိုးဒုက္ခတွေခံကြရဒီဒုက္ခတွေတို့မခံရဘူးဘလို့ဖြစ်သွားတာတုံးဆိုတော့ရှင်တက္ကမယဟန်တက္ကမကြီးတို့ငရဲပြေက ဖြတ်သွားလို့တယ်သူလာတဲ့အခိုက်မို့တို့အင်းငင်းချမ်းသာခွင့်ရတာလေဟာလူပြေကလူတွေရှင်ပြုယဟန်ခံတွေများများလုံနေကြပါစေရှင်ပြုတဲ့လို့ယဟန်တက္ကမကြီးရဲ့လို့ရှင်တက္ကတက္ကမဆိုတဲ့အမိတွေများများခံယူပြီးတော့နတ်ပြေများသွားရင်နတ်ပြေမသွားခင်ဒီ အညတရနာရီမျိုးသမီးတို့ဒုံငရဲပြေကိုလာလာပြီးကြည်နိုင်ကြပါစေ။ဘာဖြစ်လို့ရောမီချမ်းသာလွန်လို့ဟုတ်လား။ပြောကျင်တာကငရဲပြေကြီးခਿੱတအေးစီနိုင်တဲ့ကုစုဟာဘာပဲရှိတယ်ရှင်ပြရဟန်းကကုစုပဲ။ဟုတ်ပြီလား။